င်္ဂလာပါရှင်မေလာလီရဲ့တင်းကနေနေရွှေရံကုန်ရဲ့ထူးခြားပြင်းတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မဲ့တင်းကတော့အင်အားပြင်းသောမန္တလေးငလျင်အကြောင်းခြေလက်ဆုံးရှုံးသူလူနာများအားခြေတူလက်တူများတက်ဆင်ပြီးရင်စစ်စင်လျက်ရှိကြောင်းပြည်တော်စုဝင်စီပြောကြားတဲ့တင်းဖြစ်ပါတယ်။ အင်အားပြင်းထန်သောမန္တလေးငလျင်ကြောင့်ခြေလက်ဆုံးရှုံးသူလူနာများအလုံးကို၎င်းတို့ရဲ့ဘဝနေထိုင်မှုပုံမကောင်းမွန်စေရအတွက်ခြေထူးလက်ထူးများတဆင်ပေးရန်စီစဉ်လျက်ရှိကြောင်းကျန်းမာရေးဝန်ကြီးဌာနပြည်အောင်စုဝင်ကြီးပေါမောက်ခါဒေါက်တာတခိုင်ဝင်းကမေလာနေ့ရက်နေ့ညနေပိုင်းကရန်ကုန်မြို့ရှိအမျိုးသားပြည်လည်တန်ဆွမ်းရေးစေယုံခြေထူးလက်ထူးနဲ့အာပြူကရိယာအလုံးယုံတို့ရောက်ရှိစဉ်အခုလိုပြောကြားခဲ့ခြင်းဖြစ်ပြီးနိုင်ငံတော်အကြီးအကဲမှလည်းစေတနာအပြည့်အဝဖြင့်အလုံးစုံခြေထူးလက်ထူးများအပြည့်အစုံတဆင်ပေးနိုင်သည့် အထိအပြေအဝအကြမ်းမရေးဆောင်ရှောက်မှုပင်ရလက်ညှိုးထားကြောင်းလည်းပြောကြပါရစေ။ပြည်ထောင်စုဝန်ကြီးကအမျိုးသားပြည်လဲတန်ဆွမ်းရေးစေယုံရှိခြေတူလက်တူနဲ့အာပြုကရိယာအလုံယုံဟာအရေးအသွေးပုံမှုကောင်းမွန်သောခြေတူလက်တူများတက်ဆင်ထုတ်လုပ်နိုင်ရေးအတွက်အဆင့်မြင့်တင်ရေးလုပ်ငန်းများဆောင်ရွက်သွားမယ်လို့လည်းပြောကြားကြောင်းသိရပါရရှင်။ဆက်လက်တင်ဆက်မယ့်သတင်းကတော့ဆံမပွဲပြန်ဖြေမဲ့အကြောင်းသားအကြောင်းသူများကိုစာတင်ပေးမဲ့ဆရာဆရာမ90ကျော်စကိုင်းတို့ရောက်ရှိတဲ့သတင်းဖြစ်ပါတယ်။ မိဘတင်သွားတဲ့ဒုက္ကသဝင်စာမပွဲအပြေလွှားရီအတွက်နောက်တစ်ကြိမ်စာမပွဲပြန်လည်ပြေဆိုကြရမယ်။ចောင်းသားចောင်းသူတွေကိုစာပြန်တင်ကြပေးဖို့အတွက်ရန်ကုန်ဒုက္ကသကဆရာဆရာမ90ကျော်ဟာမေလ10ရက်နေ့ညနေပိုင်းကစကိုင်းမြို့ကိုရောက်ရှိကြကြောင်းသိရပါတယ်။ စကိုင်းတိုင်းဒေသတက္ကသိုလ်ဝင်ဆံမွေပြန့်ဖြေးဖို့အကြုံဝင်တဲ့ကျောင်းသားကျောင်းသူတွေကိုရန်ကုန်တက္ကသိုလ်တကုံတက္ကသိုလ်စကိုင်းပညာရေးတက္ကသိုလ်စကိုင်းတက္ကသိုလ်စကိုင်းပညာရေးဒီဂရီကောလိပ်တို့ကဆရာဆရာမအယောက်90ရူကစကိုင်းပညာရေးတက္ကသိုလ်မှလေ့ကျင့်သင်ကြားရေးစခန်းဖွင့်လှစ်ပြီးသင်ခန်းစာတွေကိုအနည်းငယ်သင်ကြားပို့ချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်တက္ကသိုလ်ကရောက်ရှိလာတဲ့ဆရာဆရာမ53ဦးပါဝင်တဲ့အဖွဲ့ကိုစကိုင်းတိုင်းဒေသကြီးပညာရေးမှုအပါအဝင်တာဝန်ရှိသူတွေနဲ့ကျောင်းသားကျောင်းသူတွေကကြိုဆိုကြတယ်လို့သိရပါတယ်ရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ရေတွင်တဲ့ခွေစင်းချားတဲ့အမျိုးသား၃ဦးအောက်ဆီဂျင်ပြတ်ပြီး၂ဦးသေဆုံးတဲ့သတင်းဖြစ်ပါတယ်။မွန်ပြည်နယ်မော်လမြိုင်မြို့တွင်ရေတွင်တဲ့သူခွေစင်းချားတဲ့အမျိုးသား၃ဦးအနက်အောက်ဆီဂျင်ပြတ်လို့အမျိုးသား၂ဦးသေဆုံးမှုဖြစ်ပွားကြောင်းသိရပါတယ်။ ၎င်းဖြစ်စဉ်ဟာမော်လမြိုင်မြို့ကျိုင်းစေးရက်ခွဲမြောက်ခရမ်းရှမ်းရွာငှလန်းရှိနေအိမ်တစ်လုံးမှာမေလ3ရက်နေ့နနက်7:00နာရီအချိန်ခန့်တွင်ဖြစ်ပွားခြင်းဖြစ်ပါတယ်။အခင်းဖြစ်ပွားရာနေရာသို့မော်လမြိုင်မြို့နယ်မိသက်စခန်းမှတန်နေမိသက်တဖွဲ့များလူမှုကိစ္စရေးအဖွဲ့များမှအရေးပေါ်ရှာဖွေကိစ္စရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာရေတွင်းထဲမှအောက်ဆီဂျင်ပြက်ကသတင်းမီမျိုးနေသောအမျိုးသား၃ဦးအနက်တဝူးကိုအသက်ရှင်လျက်ကဲတင်နိုင်ခဲ့တော်လဲစက်နှုတ်ဦးမှတည်ဆုံသွားကြောင်းသိရပါရဲ့ရှင်။ ။နောက်ဆုံးနေဆက်မဲ့တင်ကတော့အရှာယူ23ခြေစပွဲအုပ်စုအစင်ပွဲစဉ်အချို့ကိုမြန်မာနိုင်ငံကအရှင်အဖြစ်လက်ခံချက်ပါမယ်ဆိုတဲ့တင်ဖြစ်ပါတယ်။ အာရှဘောလုံးအဖွဲ့ချုပ်ကကြေညာချင်ပါတယ်2026အာရှ U23 ဘောလုံးပြိုင်ပွဲခြေစစ်ပွဲအုပ်စုအစဉ်ပွဲစဉ်အချို့ကိုမြန်မာနိုင်ငံကအင်ရှင်အဖြစ်လက်ခံကျင်းပသွားမှာဖြစ်ကြောင်းအာရှဘောလုံးအဖွဲ့ချုပ်ရဲ့ထုတ်ပြန်ထားချက်အရသိရပါတယ်အဆိုပါ2026အာရှ U23 ဘောလုံးပြိုင်ပွဲခြေစစ်ပွဲအုပ်စုအစဉ်ပွဲစဉ်များကိုလာမယ့်စက်တင်ဘာတရနေ့မှာကိုရနေ့အထိအင်ရှင်နိုင်ငံပေါင်း17နိုင်ငံထူရင်ကျင်းပသွားမှာဖြစ်ကြောင်းအတည်ပြုထုတ်ပြန်ထားရာမြန်မာနိုင်ငံကအင်ရှင်နိုင်ငံစီးရင်တွင်ပါဝင်ခြင်းဖြစ်ကြောင်းသိရပါတယ် င်းဘောလုံးပြန်ပွဲတွင်ပြန်မိုးဝင်အသင်းပေါင်း44သင်းပါဝင်ရှင်ပိန်သွားမှာဖြစ်ပြီး အသင်း၄သင်းပါဝင်တဲ့အုပ်စု၁၁အုပ်စုဖြင့်အရှင်နိုင်ငံများဖြစ်သောမြန်မာကမ္ဘောဒီးယားတရုတ်အင်ဒိုနီးရှားဂျော်ဒန်ကာဇီစတန်ကာတာတာဂျစ်စတန်ထိုင်း UAE နဲ့ဗီယက်နမ်နိုင်ငံစတဲ့နိုင်ငံပေါင်း၁၇နိုင်ငံတို့တွင်ကျင်းပသွားမှာဖြစ်ပါတယ်။ အုပ်စုတစ်ခုအစီအစဉ်မှာအုပ်စုပထမနေရာရရှိတဲ့အသင်း၁၇သင်းနဲ့အကောင်းဆုံးအုပ်စုဒုတိယနေရာမှာအသင်း၄သင်းတို့ချစ်စစ်ပွဲအောင်မြင်မှာဖြစ်ပြီး2026အာရှယူ23ဖော်လွန်ပြိုင်ပွဲရဲ့ပွဲစဉ်များကိုအရှင်နိုင်ငံဖြစ်တဲ့ Sorry Arabia အသင်းနဲ့အတူရှင်မြန်ကစားသွားရမှာဖြစ်တယ်လို့သိရပါတယ်ရှင်။